မင်္ဂလာပါရှင်အော်တိုဝါလာ24ရက်တောက်ချာနေ့အတွက်ရှင်ရကွေးလှုပ်လှုပ်ရှားရှားရန်ကုန်တရင်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဦးစွာတင်ဆက်ပေးမှာကတော့မြန်မာတရုတ်ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုမြင့်တည်ရေးအသင်း MCDIB မိတ်ဆက်တွေ့ဆုံွေးပြုလုပ်တဲ့တရင်ဖြစ်ပါတယ်မြန်မာတရုတ်ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုမြင့်တည်ရေးအသင်းမြန်မာ China Trade and Investment Promotion Association MCDIB မိတ်ဆက်တွေ့ဆုံွေးကို အောက်တိုဘာ22ရက်ညနေပိုင်းကရန်ကုန်မြို့တောင်ဝင်းမြို့နယ်မှာရှိတဲ့ Sky Star Hotel မှာကျင်းပပြုလုပ်ကြောင်းသိရပါတယ်။အခမ်းအနားမှာမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI ဥက္ကဋ္ဌ MCDMB အသင်းဖြစ်မြောက်ရေးအဖွဲ့ဝင်ဦးဝေဝင်းနဲ့ MCDMB အသင်းဖြစ်မြောက်ရေးအဖွဲ့ဝင်ဦးကျော်ဝင်းတို့ကအသင်းနဲ့ပတ်သက်ပြီးရှင်းလင်းပြကြပါရစေ။ အဲဒီနောက် MCDIB အတင်းပြမြောက်ရေးအဖွဲ့ဝင်ဖြစ်တဲ့တရုတ်ကုမ္ပဏီရဲ့ကုစလေ Power China Resource မြန်မာ company မှာ Mr. ဂျန်ရှင်ချင်းကနှုတ်ခွန်းဆက်အမှာစကားပြောကြားပါတယ်။ဆက်လက်ပြီးအခမ်းအနားတက်ရောက်လာကြတဲ့ MCDIB အသင်းဝင်တဲ့ Ethereum တွေကအသင်းနဲ့ပတ်သက်ပြီးတရှိလူတွေကိုမေးမြန်းတာအကြံပြုဆွေးနွေးတာတွေပြုလုပ်ခဲ့ပါတယ်။အဲဒီနောက်မြန်မာတရုတ်ကုန်သွယ်မှုနဲ့ရင်းနှီးမြှုပ်နှံမှုမြင့်တည်ရေးအသင်း MCDIB နဲ့အခြားအသင်းအဖွဲ့တွေကနားလည်မှုစာချုပ်အရာတွေကိုတာဝန်ရှိသူတွေကလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အဒီနာမြန်မာတရုတ်ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုမြင့်တေးအသင်း MCDIB နှင့်အခြားအသင်းအဖွဲ့တွေက နားလည်မှုစာချွန်လာတွေကိုတာဝန်ရှိသူတွေကလက်မှတ်ရေးထိုးခဲ့ကြရလို့သိရပါတယ်။လက်ရှိအချိန်ထိ MCDIB အသင်းမှပါဝင်မှုတရုတ်ကုမ္ပဏီ89ခုနဲ့မြန်မာကုမ္ပဏီ389ခုစာရင်းပေးထားတယ်လို့လည်းသိရပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့ဒလမြွနယ်တွင်စာဖတ်ချိန်မြင့်တင်ရေးနယ်လက်စာကြည့်တဲ့ဟောပြောဝယ်ဆောင်ရွက်တဲ့တဲ့တင်ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးဒလမြွနယ်တွင်စာဖတ်ချိန်မြင့်တင်ရေးနယ်လက်စာကြည့်တဲ့ဟောပြောဝယ်ကိုအောက်တိုဘာ24ရက်နေ့နဲ့10နိုင်က အောင်မင်္ဂလာရက်ွယ်ရှိအမခုနှစ်အခြေခံပညာမူလာတန်းကျောင်းတွင်ပြုလုပ်ကြောင်းသိရပါသည်ဟုတ်ပြောွဲတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှဒုတိယဦးစီးမှုဥဝင်နိုင်ထွန်းကစာပေဖတ်ရှုရခြင်းအကျိုးကျေးဇူးများအကြောင်းအသိပညာပေးဟောပြောပါရယ်။အဒီနောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှပြသထားတဲ့မူရစ်စေဝါ NA တာစီကဝေးရေးဆိုင်ရာအသိပညာပေးနေရက်စာဆောင်များကိုကျောင်းသားကျောင်းသူများကစိတ်ပါဝင်စားစွာကြည့်ရှုလေ့လာကြကြောင်းသိရပါရယ်ရှင်။ ဒီသတင်းကိုတော့ခင်ဆန္ဒမြင့်ကပြပူလာတာပါနောက်ဆုံးတင်ဆက်ပေးမှာကတော့တွန်တေးခရိုင်အမျိုးသမီးရေးရာမိခင်နေကလေးဆောင်ရှောက်မှုကြီးကြပ်ရေးဖွဲ့ဥက္ကဋ္ဌမြို့နယ်အမျိုးသမီးရေးရာမိခင်နေကလေးဆောင်ရှောက်မှုကြီးကြပ်ရေးဖွဲ့ဥက္ကဋ္ဌနဲ့အဖွဲ့ဝင်များဖြင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပတဲ့တွင်ဖြစ်ပါတယ်ရန်ကုန်တိုင်းဒေသကြီးတွန်တေးခရိုင်ခရိုင်တွေ့တဲ့အုပ်ချုပ်ရေးဦးစီးဌာနတွင်တွန်တေးခရိုင်မြို့သမီးရေးရာမိခင်နေကလေးစောင့်ရှောက်မှုကြီးကြပ်ရေးဖွဲ့ဥက္ကဋ္ဌ မြို့နယ်အမျိုးသမီးရေးရာမိခင်နေကလေးဆောင်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနဲ့အဖွဲ့ဝင်များဖြင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုအောက်တိုဘာ23ရက်မွန်းလွဲ2နာရီကခရိုင်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမှမှကျင်းပကြောင်းသိရပါတယ်။ရှေးဦးစွာဒုနည်းခရိုင်အမျိုးသမီးရေးရာမိခင်နေကလေးဆောင်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌဒေါ်စသာရမင်းဦးကအမှာစကားပြောကြားခဲ့ပါတယ်။အဲဒီနောက်တယောက်လာကြတဲ့တွန်တီကုံမှုကိုညံကုံဒလစိတ်ကြီးခနောက်တို့မြို့နယ်များမှာဥက္ကဋ္ဌနဲ့အဖွဲ့ဝင်များက မိမိတို့မြို့နယ်အတွင်းစီစဉ်ဆောင်ရွက်နေမှုများကိုတင်ပြဆွေးနွေးကြကြောင်းသိရပါပါတယ်ရှင်။ဒီသတင်းကိုတော့မျိုးလိုင်ကပေးပို့လာတာပါ။